ဟုတ်ပါอืมชูเซยไม่ชูเนี่ยตะแกมีงลินติดนี่แหละปี่ดูดิกูเว้โบเลยหล่อวะป่ะอ๋อเมี้ยอ่ะแหละปี่ดูอ่ะนี่ปี่ดูอเปียนกูเลยบาเมงารู้ว่าเดี๋ยวมานี่ปี่ดูมาอสอกูนี่ปิ๋ววาเด้ နော်ငါတို့ဒီစီယုံကြီးပြိုသွားတယ်စီယုံကနေငါတို့ဒီဥမင်လန်ကောင်းကြီးဖောက်ထားတာအဲ့ဒါကြီးကနေပြီးမြေကြီးတွေပိတ်ပြီးပြိုသွားတယ်အဲ့ဒါကိုငါတို့ပြန်လုပ်အောင်မလို့ခြောက်လုံးတန်းကိုလည်းငါတို့ကနေပြီးလုပ်အောင်မလို့ငါတို့ပတ်စံဒီချိန်မှာငါတို့မထုတ်ဘူးနိုင်ငံတကာကနေပြီးကူညီတဲ့ပတ်စံလေးဘာတွေနဲ့ငါတို့ကဒါကြီးပြန်ဆောက်အောင်မလို့ကွာမားတို့ကတကယ်ဒုက္ခရောက်နေတဲ့ပြည်သူတွေကြတော့မကူညီဘဲနဲ့ကိုယ့်ဟာကိုယ်ပဲလုပ်နေကြတယ်ဩကူညီပါတယ်ကွာမင်းကလည်း ကျုပ်လေးနဲ့ငါတို့ခေါဆွေးကြောက်တို့လေးတော့ငါတို့ကူညီပါတယ်ဒါတော့မှငါတို့စကိုင်းတို့မန္တလေးတို့မကူညီနိုင်ဘူးငါတို့ကဒီနေပြည်တော်မှာရှိတဲ့ဟိုဖြစ်တဲ့လူတွေပဲငါတို့ကူညီတာလေကွာမင်းရလေအဲကြောင့်ပြောတာအဘဟိုလူရှင်တော်တွေပြောသလိုပဲအဘတို့လုံနေတဲ့လောက်ရက်ကလေအခုကျွန်တော်တို့လုံနေတာဟာခမရတို့ကျုပ်တို့ကောင်းစားဖို့အတွက်လုံနေတာဘလို့ဘလို့ဘလို့ခမရတို့ကျုပ်တို့ကောင်းစားဖို့အတွက်လုံနေတာအဲအဲ့လိုဖြစ်ဖြစ်နေပြီပါတို့ငါတို့လုံတာဘာလို့ကောင်းစားဖို့အတွက်ပဲလုံအဲ့လိုမျိုးလုံးစီခြင်းငါတို့လူမျိုးနေရာရောက်ငါကိုယ်လေးကစူးစမ်းဖို့ 調査တယ်လေအမတော့အတင်းအဓမ္မအာနာသိမ့်လိုက်တာဟုတ်။အော်အဲ့ထဲမှာမင်းရောမပါဘူးလား။မင်းလည်းစစ်သားပဲငါလည်းစစ်သားပဲ။လာမပြောနဲ့။လာမပြောနဲ့။အခုပြောဘာဘာပြောစရာရှိတာလဲပြော။ပြောစရာရှိတယ်ဗျ။အဘတို့ဘက်ကနေပြီးတော့ဒီဖုံးဖိပြီးတော့ပြောပေးဖို့ဆိုပြီးတော့အဘတို့အင်တာဗျူးခေါ်တာလေ agency ရသတင်းဌာနလေးဗျ။အေးလေ။အဘတို့အင်တာဗျူးလုပ်မဆိုခေါ်တာလေဗျ။အဲကဘာဝငါတို့တွေကနေပြီးတော့လိမ်မလို့ကွာငါတို့ကခေါ်လာတာ။အဘတို့ကကိုပြောပေးဖို့ဆိုပြီးတော့အဲအဲ့လိုမျိုးလုပ်ခေါ်လာတာ။ အဲ့လိုအင်တာဗျူးလုပ်နေတဲ့အချိန်မှာပဲငလင်းထားလောက်တာလေကွာဟုတ်တယ်လေငါသိတယ်လေကွာအဲ့ဒီမှာအဘတို့ဘက်ကအရာရှိတွေပိုးတွေပြေးနေတာအနောက်ကနေရာမိလိုက်တာရယ်ကွာအမိရရိုက်ရိုက်ထားတယ်ပြေးလိုက်ရလို့လေအာရာမိလိုက်ရရိုက်ထားတာလေအဲ့ဒါကဘာသိကုန်ပြီကွာအိုးနော်အဲ့ဒါညိုသွားချပြလိုက်ပြီချပြလိုက်ပြီကွာနောက်ပြီးတော့တကယ်မြင်းကလေးလှုပ်သွားတဲ့တကယ်အချက်ချဖြစ်တဲ့သခိုင်းတို့မန္တလေးတို့ကဟာဒီလေပြိုကျတာဒီပျက်စီးတာတွေကိုအဲ့ဒါတွေလေရိုက်ပြီးတော့တင်ပြလိုက်လူတွေတော့ကရောက်နေတဲ့ဥစ္စာတွေတော်တေစာရိုက်ပြီးတော့ ကဘာကိုတင်ပြလိုက်ကဘာကိုတင်ပြလိုက်ပြီအဲ့ထက်ဆိုးတာတခုရှိသေးတယ်ဗျဘာဘာကိုလဲနိုင်ငံတကာအသီးသီးကလာလှူရတဲ့ဥစ္စာကိုအဘာတော့နေပြီးတော့မှပဲလက်ဝက်ကြီးအုပ်ထားတာတကယ်ဒုက္ခရောက်နေတဲ့အဲစကိုင်းတို့မန္တလေးတို့မပို့ဘူးတကယ်ဒုက္ခရောက်နေပြည်သူတွေကိုကူညီခဲ့ကြတာတွေမလုပ်ဘူးအဲ့ဒါတွေပဲရိုက်ပြတာဗျနေပြီးတော့လည်းငလျင်တန်ထင့်တင့်တာပဲလေကွာဘာပြောငါတို့ဒီနေပြီးတော့နေပြောငါတို့ခွဲဝေပေးမှာပေါ့ငါတို့ကခုငါဆိုကြက်ဥလေးပေးတယ်ကွာကြက်ဥလေး၅လုံးတော့လည်းခောက်ဆွဲကြုတ်တထုပ်တော့ငါတို့ပေးတယ်ကွာအဲ့လိုခွဲဝေတာဗျပြည်သူတွေရှိမရောက်တော့ဘာလို့ရှေ့တောင်မပို့နော် ဩရှည်တန်းမှာရိတ်ခါတယ်ပို့ရှည်တန်းတိုက်နေရတာလေရှည်တန်းတိုက်နေရတယ်အသက်လူကြီးတိုက်နေရတာလေအသက်လူကြီးငါတို့ရှည်တန်းငါတို့ပတ်မိုးရမယ်အဲ့ဒါပြောတာအဲ့ဒီသတင်းတွေအကုန်လုံးအဲအေဂျစီကသတင်းဌာနနေကိုကဘာကိုချပြလိုက်ပြီလို့ပြောနေတာဗျဟာဟုတ်တယ်ဒီကောင်အဲ့လောက်တောင်ချပြတွက်နေတယ်ဟဲ့လားတွက်တာပေါ့အဘတို့လက်အောက်ကဒီညဝီတို့မြမအတန်တို့လို့သတင်းဌာနများမှတ်နေလားကိုကကဘာတကယ်ချပြမယ်သတင်းဌာနဩမင်းကလည်းကွာ မြင်မြပြန်လွတ်လိုက်နော်မြင်မြပြန်မလွတ်အဘလို့ဒီတက်အရှက်ပွဲသွားလိမ့်ကျားလေရတယ်ငါဒီဒီပုံစံတိုင်းဆိုငါတက်ချုပ်ကြီးကိုငါပြောပြီးတော့ငါမြင်မြပြန်လွတ်မှရတော့မယ်မြင်မြပြန်လွတ်အဲ့ဒါဆိုတာတခုရှိသေးရပါဟုတ်မလေးရှားနိုင်ငံကယ်ဆယ်ရေးအဖွဲ့စခိုင်းမျိုးမှာတို့ကတကယ်ကယ်ဆယ်နေတော့ရှိသေးတယ်အဘတို့ဘက်ကဒီလေနဲ့ဘုံချဲတာတွေသူအတန်ကြီးလဲကြားရတယ်မြင်လဲမြင်နေရတယ်အဲ့ဒါတွေပါမလေးရှားသတင်းမှာကျင်ညာတယ်ဒီမှာဘာလို့ကျွန်တော်ပြမယ်မကြည့်ဒီမှာကလားဟာမလေးရှားသတင်းဌာနတော်မှာဟုတ်တယ်ဟာ ီဘက်မှာဒုက္ခရောက်နေလို့ပြည်သူတွေပေလို့ကယ်ဆယ်ရေးတွေလုပ်နေတာအဘာတို့ကလင်းနဲ့ဘုံကျဲတာအဲ့ဒါမလေးရှားတဲ့နေရာလုံးဝဘူးဤကွာကောအဲ့ဒါပြောတာပေါ့ဘယ်လိုလုပ်မလဲဒါတွေဘယ်လိုလုပ်မလဲမလုပ်နဲ့နောက်တစ်ခုရှိသေးတယ်ဗျဟုတ်ဟုတ်ဟုတ်ပါလေအဘာတို့ဒီပောက်ဖို့နေတော့လုံးဝမျက်နှာပြရမယ်ကိန်းကြီးရောက်အောင်ပါ ဘလို့ဖြစ်တာလဲငါ့ကိုပြောတတ်မှာငါသူတို့ကငါတို့ဒီဘက်ကနေပြီးတော့လင်းရင်နေကောဒီဘက်ကနေပြီးတော့ကုန်းလန်းအောင်ငါတို့ပစ္စည်းတွေငါတို့ပို့မယ်လို့ငါတို့ပြောတယ်ဟုတ်တယ်ပို့တယ်အဲ့လိုပြောသူတို့ပို့မယ်ဆိုတာကိုလည်းပြောပြထားတယ်အဘတို့လည်းသိတယ်အဲ့ဒါကိုဟိုကတရုတ်ကနေပြီးတော့ကယ်ဆယ်ရေးတွေလာတဲ့ဥစ္စာကိုအဘတို့စစ်တပ်ကနေပြီးတော့လမ်းကနေပြစ်တယ်တဲ့ပါဟာကြားပြတ်ပြီးပြစ်ထုတ်လိုက်တယ်ပြစ်တာဘယ်သက် ကပြစ်တာလဲဟာသွားပြီကွာနံပါတ်ပြစ်ရပြီကွာမျက်နှာပြစ်ရပြီ ဟုတ်တယ်လေဗျာဒီဥစားငါတို့ဒီကုံကားလေးမှာငါတို့ကဒီစိုင်းမုတ်တွေမချိတ်တာဘူးလားဒါမြင်ကြီးတန်တင့်နဲ့ဘာညာဆိုတော့ဟိုမြန်မာဘာသာနဲ့ဟိုတရုတ်ဘာသာနဲ့ဟိုအင်္ဂလိပ်လိုမျိုးတော့မချိတ်တာဘူးလားအဲဘာသာနဲ့ပဲကြီးရဲ့ဘာလို့စစ်တပ်ကဖတ်တတ်တာမှမဟုတ်တာပြစ်ဖို့လောက်ပဲကြီးဩမင်းရလေကွာမင်းပြောပုံရဆိုရင်ဒီငါတို့စစ်တပ်ကလူတွေရမင်းစာမတက်ပေမတက်တွေကြာနေရပဲတကယ်လည်းဟုတ်တာပဲဘောတကယ်လည်းဟုတ်တာပဲလေအခုလေပြစ်လို့တရုတ်ကစားရေးသမားတွေပြန်လှည့်ပြေးွားရရ ဟာတည်င်းနေမှာတော့တက်လာပြီနော်ဗျအဲ့တည်င်းကအမှန်နော်ဗျဒီဝီတို့ခစ်တဲ့တို့ကတရားဝင်ကျင်ညာလိုက်ပြီဗျအော်ကွာဒီကောင်တွေကလည်းတွက်လိုက်လားဗျအဲ့လိုလဲလိန်လို့လည်းမရအောင်အဘအဘသမဲအကြကြဝင်ခံလိုက်ပြီဗျဟဲ့လားဟုတ်တယ်ဟောဒီကောင်ဒီကောင်တော့ဝင်ခံလိုက်တယ်ဒီကောင်ဝင်ခံနေဆိုရင်မှုသားလေးနဲ့ပါပါရဲ့ထုံးစံတိုင်းမှာမှုသားလေးပါတာဗောဘလို့ဘလို့ဘလို့လဲအဲ့ကျက်ရှင်ကြီးရင်နန်းကားတွေရတဲ့သူတို့အเจ้าမကြလို့တဲ့သူကဓမီနဲ့ထိုးပြီးတားတယ် အမီတာတော့မီးနဲ့တားလို့မှမရတော့မှမိုးပေါ်နှစ်ချက်သုံးချက်ထောင်ပစ်တာပါတဲ့အေးမစိုးပါဘူးမင်းဟာလေအဲ့လိုလို့ဆရာဟာပါနှစ်ချက်သုံးချက်ထောင်ပစ်တာကားနေရမှာကြည်ရည်ပဲနော်ပါကားရဲ့ဘီးမှာဟုတ်တယ်ပါကြည်ရည် အော်တကြည်သားဒီလိုထောင်ပြီးလဲဆိုတော့ဒီလိုပြန်ကြတာပေါ့ကွာဒီလိုထောင်ပြီးလဲဒီလိုပြန်ကြတာအမှန်တကယ်ကားဝကြရမှာပေါ့အပြည့်တကောင်နဲ့ခေါင်းမပြန်ကြရဘူးတက်တက်ဒါလေးတော့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 ကွာခုတ်ရတခြားရှာရတခြားဖြစ်နေတယ်ဗျဘာဒီခုတ်ရရှာရတခြားလဲအမတော့တကယ်ဒုက္ခရောက်နေတဲ့ငလျင်ဘေးတင်နေတဲ့ဒေသတွေကိုသွားမကူညီပဲနဲ့အမရန်ကုန်မှာလှုပ်ရှင်တာတွေလှုပ်နေကြတယ်လှုပ်ရှင်ဘာတွေလှုပ်လို့လဲရွှေတကုံဖျားပေါ်မှာလေအဲတန်ကားတော့အပါ9500ကိုအပါဆွမ်းတန်သိန်းလောင်းနေတဲ့အပါတို့လမ်းမကြီးပြိတ်ပြီးတော့ဒီ ပြည်သူရင်မြင်လမ်းမတွေဟိုဘက်လမ်းမတွေကုန်ပိတ်ပြီးတော့ဘာလို့စွန့်စားနေနေလောင်းနေကြ။အဲအဲ့ဒါလဲဟိုတက်ချုပ်ကြီးကအခု तू လုံးသမားဥစ္စာတွေအမားတွေပဲဖြစ်ဖြစ်နေတော့အဲဒီဥစ္စာပေါ်မာကြီးခေါ်ကနေပြီးရေရေချီတာ ဒီနေရာချီတော့အဲ့လိုလေးလှုပ်လိုက်ပါဆိုတော့လှုပ်လိုက်တာကွာမင်းကလေအဘတို့နဲ့ဘုံကြီးကိုစွန်းလောင်းလိုက်ပြစ်တက်လိုက်ဘုံကြီးကိုစွန်းလောင်းလိုက်ပြစ်တက်လိုက်တယ်တယောက်တည်းကိုလှုပ်ပြီးရှုပ်မင်းပြောတာတော်တော်များနေပြီတော်တော်များဒါဂျယ်ရီယာချီတာအဘတို့ဂျယ်ရီယာချီတာဒီဘက်ကငါတို့စွန်းလောင်းတာတက်တက်ကိုဘက်ကနေပြောငါတို့ဒီမြင်းငင်းတန်တင့်တာတက်တက်ကိုဘက်ကနေပြောငါတို့ဒီလင်ရင်နဲ့ဘုံကြီးတာတက်တက်မတူဘူးရောငေါ့ဘူးလောလောဆယ်ငေါ့တရင်မဲပြောတော့တရင်ပြောရမယ်ဆိုခုနတရင်မဲဆက်ပြောအောင်အဲ့ခုတ်ရတခြားရှာရတခြားဂရောင်းကြိုင်းနဲ့ဖိနေလွဲနေတာ တကယ်ဒုက္ခရောက်တဲ့နေရာကိုမကူညီဘဲနဲ့အဘတို့ရန်ကုန်တိုင်းမှာရှိတဲ့မြို့နယ်တွေမှာအဲလုံခြုံရေးနဲ့အကြမ်းဖက်မှုနှိမ်နင်းရေးအဖွဲ့တွေဖွဲ့စည်းနေတယ်တဲ့ပါတကယ်ကာကွယ်ရေးအဖွဲ့တွေလောက်ရမှာလေကယ်ဆယ်ရေးအဖွဲ့တွေဖွဲ့ရမှာလေအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကမန်ကန်ဖွဲ့ပြီးလိုအပ်တဲ့နေရာလောက်အဲ့လိုလောက်ရမှာလေပါဒီကလုံလုံလေးလို့တယ်ကွာသူလူကိုပတာတွေအများကြီးပါတယ်ကွာငါတို့ဒီဘက်ကနေတော့တရင်အမားတွေလည်းငါတို့ကထုတ်ပြန်အောင်မအဲ့ကြရင်ယုံဝအောင်လို့ဒီလိုလုပ်ရမယ်ဒီအကွက်တွေကတော့လုံလားလေကွာမင်းရလေအဲ့ဒီ လုံချမ်းအဖွဲ့ကြီးကိုဖွဲ့ပြီးတော့အဲ့ဒီမှာလာစာဖြစ်တယောက်ကိုတလား2သိန်းချက်ပေးပြီးတော့ရန်ကုန်တိုင်းစစ်ကောင်စီကနေပြီးတော့ထူထူချုပ်ယူမှုညွှန်ကြားတာလေကိုဘကူဆွဲသွင်းတာလေငါတို့ကလာခပြီးတယ်ငါတို့ရဲဘော်လို့ဆိုဆွဲသွင်းတာပြီးတော့အဲ့ကောင်တွေကိုအကုန်လုံးကတော့ရှီတန်းပို့ပါမယောင်ရစီနဲ့လူတာပေါ့နော်တတိမပြောတော့တတိအဲ့မန္တလေးတိုင်းမှာနောက်ဆက်တွဲငလင်းစိုးကျိုးကြောင့်ပြည်သူများလမ်းမပေါ်ထွက်ပြီးတော့အိတ်နေရစင်ပေါ့နော်လမ်းမပေါ်ထွက်အိတ်နေစင်မှာတခိုးဓမြတွေကစိုးရိမ်နေရတယ်တဲ့တခိုးဓမြရန်နောက်ပြီးတော့အိတ်အများပြားလဲခိုးယူဖောက်ထွင်းခန့်နေရတယ်တဲ့အဲ့ချိန်မှာဒီစစ်တပ်နဲ့ ူဇော်တီတို့ရဲတို့ကပျောက်ရှင်းမလားလုံးဝပျောက်နေကြတယ်ဗျ။အေးဒီဒီကလုံးဝမလုံးကြုံတော့ပျောက်ရှင်းသလားပျောက်တယ်ဆိုတဲ့အကြောင်းငါ့ကိုမပြောနဲ့။အခုမှဒီခုမန္တလေးကျုံးကမြို့ရိုးပြိုကြတာ။အဲ့ဒီမှာငါဒီစစ်သားစေရောက်ငါလွတ်ထားတယ်။ရဲစေရောက်စစ်သားစေရောက်လွတ်ထားလွတ်ထားပြီးတော့ဒီမှာဒီလုတ်ွက်လေးငါတို့ပြရတာအုပ်လေးတွေငါတို့ဆီတာလေ။ဒူတွေပြိနေတယ်တမျိုးလုံးပုတ်ဆော်နေတာ။အဲ့ဒါတွေကိုမဆယ်ဘဲနဲ့ဒီကျုံးကိုကယ်ဆယ်ရေးလုပ်နေတာ။အော်ဒီရှိအောင်အမွေနေကြီးလေကွာရှိအောင်မွေနေကြီးလေကွာလူတွေကနိုင်ငံတကာလာကူနေမယ်လေကွာ နိုင်ငံတကာတွေကူဝေးမယ်ဒါကတရှိအောင်ဝင်နေကြီးငါတို့ကဒါနည်းနည်းလေးရိုက်ပြီးတော့လိုင်းပေါ်တင်ပေးတာငါတို့လုတ်ပါတယ်ဆိုတဲ့ဥစ္စာကိုဒါတင်ပေးတယ်ငါတို့မလုံဘူးမလုံဘူးနဲ့ပြောလို့ဒါပဲဒါလေးပဲရှင်းအယောင်လေးပြတာပေါ့ဒီအုတ်ခဲလေးတစ်လုံးအယောင်20ဝိုင်းမှာအော်လူမရှိလို့လို့မျိုးငါတို့အခုလုံးရှင်းတန်းရောက်နေတယ်ဒီကွာလူမရှိတာလေကွာမင်းရတယ်အာထားပါတော့ဒီငါတို့ဒီတက်မတော်နေဒီချီတဲ့ပြီးတော့ဥစ္စာလုတ်တာတော့မှငါတို့အဲ့လူတွေအကုန်လုံးရှင်းတန်းနောင်းနေကြတော့ငါတို့ပို့ပလိုက်တာဟုတ်ဟုတ်ထားပါတော့ အဲ့ဘကိုးတိုက်တနက်ပင်မြို့နယ်ပေါ့နော်အောင်ချမ်းသာရက်ွက်မှာရှိတဲ့အောင်ချမ်းသာရွာမှာရှိတဲ့အမတို့အကြံပတ်စစ်တပ်ရဲ့အုတ်ချုပ်ရေးမှုများနိုင်တာပြည်သူများကိုတဲ့ အကြမ်းဖက်စစ်မှုထမ်းဖို့ဆိုပြီးတော့လာတင်ချင်းအတင်းအာမကောက်ခံနေတဲ့ပါငွေမပေးနိုင်တဲ့လူငယ်တွေအတင်းအာမဖမ်းဆီးပြီးတော့အဲသူတို့ကစစ်တပ်ကိုပို့လိုက်တယ်ဖမ်းဆီးခေါ်ဆောင်သွားတာကြီးလောက်ဩော်ဒီဘက်ကကွာငင်းငင်းလှုပ်တာတက်တက်ကွာဒီဘက်ကနေပြောဒီပကိုးတိုင်းလို့ပါတော့တိတ်ထီတာမှမဟုတ်တော့ကွာအဲ့ကလူတွေရှေ့တန်းပို့ရမှာပဲဒီကွာထားလိုက်ရတယ်တိုင်းပြည်လုံးကြီးပူဆွေးတော့ကရောက်တော့ဗါတော့ဒီစစ်မှုထမ်းလှုပ်သေးတယ်တော့ဗျာဩအဓိကမင်းကလည်းမင်း ငါတို့နေရာပြောက်သွားလိမ့်မယ်လေအဲ့ဒါမျိုးငါတို့ကတော့လောက်သွားတာနောက်တစ်ခုရှိသေးတယ်အဲမန္တလေးမှာပရိုက်တကယ်ဆယ်ရေးသမားတို့ကိုအဘတို့ကျမစစ်တပ်ကပားရိုက်ပြီးဆဲဆူချိန်ပေါင်းလိုက်တယ်တဲ့ကမတတ်နိုင်ဘူးကွာမသိဘူးတော့ဟောသူများကယ်ဆယ်နေတာအဘတို့မကူညီနေမနှောက်ယှက်နေလေအဲ့ကောင်ကြီးကစိတ်ဆိုးပြီးရန်ကုန်ပြန်သွားပြီပါဟာဟုတ်ကဲ့ဒါပြောလို့နေပါဟုတ်နိုင်ငံတော်ဝင်းမှာငလင်တန်ကြောင့်နောက်ဆက်တွဲကယ်ဆယ်ရေးတွေအများန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိရင်တော့နေရမြန်နေရများကိုထိုးစစ်မပြုတ်လို့တော့ပဲနဲ့မနော် တလတာကန့်တတ်မရှိရက်တက်လိုက်တယ်တဲ့တပတ်တတ်ပေါ့နော်ဘာလို့ပကမလားမဟုတ်ဘူးကဘယ်ပကလဲညောင်သုံးဘွယ်တလတာရက်တက်မလိုက်လားအော်ရုပ်ကန့်တတ်မလိုက်လားရက်တက်ကန့်တောက်လိုက်တာပဲတလတာတလတာအပြည့်ရက်လိုက်တာတပတ်တတ်အပြည့်ရက်လိုက်တာညောင်သုံးဘွယ်ရက်လိုက်တာပါโอ้มีอ่ะอะห่ามาเลยงารูปกะกองๆงารูปกะนี่ลีนเนี่ยบ้งเจลุยามาบ่ตรุบักกะโทษิลงว่าไม่ลงเลยเนี่ยขันซิตกเปลี่ยนซิตะตะไปลงเลยวะเนาะอะไอ้บีลาตะเยเนี่ยนี่30เยนี่ที่ตะละตาติติลงว่ายัดไล่ตาไอ้หลูမျိုးตะเหมียกะอเป็ดแค่ยัดพี่တော့ ဒီကဲဆယ်ရေးတွေလုံနေတဲ့အချိန်မှာအဘတို့တက်ချုပ်ကြီးကဒီလိုတွေထလောက်တယ်ဗျ။ဘာတွေထလောက်တာစစ်တပ်အနေနဲ့မြင်းလင်းတန်းခန်းစားနေရတော့လဲကာကွယ်ရေးဆိုင်ရာတွေကိုလုပ်ငန်းဆောင်ရွက်များကိုဆက်လက်လှုပ်ဆောင်သွားပြီးတော့စစ်ကိုဆက်လက်တိုက်သွားမည်ဖြစ်ကြောင်းဂျက်ဖက်စစ်ကောင်းဆောင်တက်ချုပ်ကြီးကကြေညာလိုက်တယ်ဗျ။ဒါမှဗာအဲ့ဒါမှဒါမှတက်ချုပ်ကြီးအဲ့ဒါမှတက်သူလုံးသမားဥစ္စာတွေကအခုလုံးအမားတွေပဲဖြစ်နေတာဟုတ်တယ်လေ။နော်အဲ့ဒါမှတက်ချုပ်ကြီးပဲနော်။သူလုံးသမားဥစ္စာတွေအမားတွေဖြစ်နေတာအမားပြူအမှန်ဖြစ်တယ်ဆိုတက်ချုပ်ကြီးမဟုတ်ဘူးနော်။ဟုတ်တယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေတော်လိုင်းရေးတပ်ပေါင်းစုတွေက လူသားချင်းစာနာတဲ့စိတ်နဲ့ကယ်ဆယ်နေတဲ့အချိန်မှာဘာလို့တွေကဒီတိုက်ဖို့လောက်ပဲစဉ်းစားငါမဟုတ်ဘူးလေတက်ချုပ်ကြီးလေကွာငါဆိုတိုက်မှာမဟုတ်ဘူးလေကွာနောက်ရှိသေးတယ်ဗျရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသမှာမြင်းကလေးတန်ကြောက်ပေါ်တော့လူဦးရေတရာကျော်တည်ဆုံပြီးတော့လူနေတဲ့အိမ်ထောင်ထဲချီပြီးပျက်စီးနေတယ်အဲ့ဒီမှာအရေးပေါ်အကူအညီတွေလိုနေတယ်တဲ့အော်အကူအညီပြည်သူကပြည်သူကိုကူလိုက်ပေါ့ကွာမင်းငါတို့ခံရမထားဘူးဗျမင်းလုံးမဟုတ်ဘူးမင်းလုံးမဟုတ်ဘူးရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်မှာလည်း တောင်လကြီးရွာပေါ့နော်တောင်လကြီးရွာနဲ့ဂေါ်ရခါကြီးရွာပေါ့အဘတို့ဂျမစစ်တက်ကလေရောင်တိုက်ခိုက်မှုကြောင့်လည်းပြည်သူငါးဦးထိခိုက်ဒဏ်ရာရပါတယ်။အော်ဒီအချိန်မှာငါတို့ကပွဲလန်တော့ငါတို့ကပြန်ခင်းရမှာလေတက်ချုပ်ဒီအိုက်ခွင်ကိုဖမ်းထားတာဒီကွာဘလူပြောပြောဘယ်နိုင်ငံပြောတက်ချုပ်ကြီးကဘယ်ကကူးဆိုင်ဘူးလို့လေ။ဟုတ်ဟုတ်တယ်နော်ဗျ။ငါသာတက်ချုပ်ကြီးနေရာမှာသူရှင်းရှင်းလေးကွာဒီလိုဥစ္စာဖြစ်တယ်လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ကိုငါထုတ်ပေးလိုက်ပြီကွာ။ သူ့ပြလိုက်ပြီဆိုတော့ဟာပြည်သူတွေကငါတို့ဘက်ဖတ်သူဟာလွတ်ပေးလိုက်တယ်ဆိုတော့ဥစ္စာလာပြီလေကွာဂရုဏာဥစ္စာအခုဥစ္စာကဘာလဲဆိုတော့ဒေါ်ဆန်းစုကြည်ကိုအညိုတရားကြီးကြီးနဲ့ချုံနောင်သားသူဖြစ်နေတယ်ဟုတ်ကဲ့အဲ့လိုမျိုးရှိတယ်ဗျအခုရမန္တလေးမြို့ပေါ်မှာပြည်သူတွေညအချိန်မတော်လမ်းမပေါ်မှာဖြစ်တယ်လို့အိတ်နေရတယ်အချိန်မှာဘာလို့ကြမ်းမစစ်ကောင်စီရထောက်ပံ့မှုလုံးဝမရှိသေးဘူးလို့သတင်းတွေသိရတယ်ဗျအော်လုံးဝတော့ကြည်ရတယ်လည်းမရှိဘူးဘာမှမပြောပြမယ်လေကွာ ငါတို့ဒီစစ်တပ်ကစတန်ဒတ်အာမီကပေးတဲ့ဥစ္စာတွေပဲသူကမျော်ကိုးနေမှာလားပြည်သူမှပြည်သူရှိတယ်လေပြည်သူပဲအားကိုးလေငါတို့အားမကိုးနဲ့ဟာရောဘာလို့ဂျမတ်စစ်တပ်မလို့တော့စင်းပေးလိုက်တော့လို့အော်စင်းပေးလို့မရဘူးလေကွာဒီမှာငါတို့နိုင်ငံတကာကြီးပဲငါတို့ထောက်ပံ့ထားတဲ့ဥစ္စာတွေငါတို့ယူအောင်မယ်လေကွာမြစ်တည့်ရသားနဲ့ကွာရှိသေးတယ်ဗျ အဲ့နေပြည်တော်ကိုဗဟုပြု၍ပြင်းအားပေါ့နော်၄တသမ၈အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်သွားတယ်လို့အမေရိကန်ဘူမိဗေဒငလျင်စောက်ကြည့်ရေးအဖွဲ့ကပြောသွားတယ်ဗျာတတိယအေးအဲ့ဒါကိုလည်းငါသိချာ9000ပြီးသွားပြီဘောင်းတဲ့သိချာပြီးသွားပြီအခုဒီတစ်ခါလာမှာကနေပြည်တော်ဗဟုပြုပြီးတော့နေပြည်တော်လာမှာငလျင်ကတော်ပေါက်လာနေပြည်တော်တက်တဲ့နေပြည်တော်တက်တဲ့ကိုဗဟုပြုပြီးတော့လှုပ်မှာဝမ်းသာစရာပဲနော်ဝမ်းသာစရာပဲအဲ့မှာဒီတက်ချုပ်ကြီးကိုလိုက်ရှာ ဟေ့ဟေ့ငါ့ကိုတရင်မပြောတော့တရင်ပြောမှာဒီချိန်မှာတို့ယူရပြောမယ့်ဥစ္စာမဟုတ်ဘူးနော်ဟုတ်ကဲ့ပါအဲ့မန္တလေးတိုင်းပျော်ဝယ်မြို့နယ်မှာအဲ့ငလင်တန်ကြောက်တေဆုံးသူ160ကျော်လာပြီးတော့အဲ့ကိုထူကိုထရှာဝေးကဲစဲရေးတွေဆက်လက်လှုပ်ဆောင်နေရတယ်လို့သိရတယ်လှုပ်ရမယ်လှုပ်ရမယ်လှုပ်ရမယ်ပြည်သူဟာပြည်သူကိုပဲကယ်ရမယ်နော်ငါတို့ကငါတို့အလုပ်လုပ်ပါနော်ဟုတ်ကဲ့ပါနောက်ရှိသေးတယ်ပါချင်းပြည်နယ်မင်းတပ်မျိုးပေါ်ဘာလို့ကျမ်ပတ်စစ်တပ်ကမနေ့ကညနေပိုင်းကပေါ့နော်လေရင်နဲ့ပေါင်900ဘုံနှလုံးသွက်ကျဲလိုက်တယ်ပါ ။အော်ဒါလည်းကွာမင်းငါတို့ကဒီစစ်ခေါ်တာပေါ့ကွာ။ဒီငလင်တန်းချောင်းတင့်နေတဲ့ဥစ္စာကိုသူတို့ကတုံတော့ဘာမှမဖြစ်ဘူးလေကွာ။မဖြစ်တော့ငါတို့ကဒီကစစ်ကိုပြန်ခေါ်လိမ့်မယ်။အဲ့ဒီဘက်မှာလည်းမြင်းလင်းတန်းထိတယ်နော်ဗျ။အတ္တိဒီလောက်ကနေပေါ်တာရှိတယ်။ဒီလောက်ကငါတို့မပြင်းဘူးလေကွာ။မပြင်းဘူးငါတို့ကဒီပေါင်900ဘုံနဲ့ပေါင်1000ဘုံနဲ့ငါတို့ကျဲလိုက်မှာအောက်ကဒီပြည့်ပြည့်မြင်းမြင်းကြောင်းနေပြီးတော့သူတို့နှိုးဆွသလိုဖြစ်ပြီးတော့ဟုံးဆိုလှုပ်သွားတော့ငါတို့ကတိုက်ဆရာမလိုတော့ဘူးလေကွာ။ဒီတဘောဒီတဘောရှိသေးတယ်။စကိုင်းဝင်အဲ့လိုလှုပ်ထားလို့အဲ့လိုဖြစ်သွားတာလေ။ရှိသေးတယ်။အဲ။ ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်မှာမြင်းကလင်းတန်းဘေးတင့်နေတဲ့အင်းလေးဒေသကိုအဘတို့ကြံပတ်စစ်တပ်နဲ့အဘတို့စစ်တပ်ဘက်ကနေပြီးတော့ PNO ပေါ့နော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဒုံးတွေလက်နက်ကြီးတွေနဲ့အဲသွားပြီးတော့ကျဲလိုက်တာပြည်သူနေအင်းသုံးလုံးပြက်စီသွားတယ်ဗျ။အော်ဘာဖြစ်လဲပြက်စင်ပြန်ပြင်ပေါ့နောက်ထပ်ရှိသေးတယ်အဲမွန်ပြည်နယ်ကြိုက်ထုံမြို့မှာရှိတဲ့ကျေးရွာများအောင်လာအဘတို့ကြံပတ်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာကြောင့်ပြည်သူတို့ထိခိုက်ဒဏ်ရာရသွားတယ်အော်စေးကူလိုက်ပေါ့ကွာမင်းအခုနိုင်ငံတကာကနေပြီးတော့ငါတို့ဒီငလင်နဲ့ဟိုပတ်သက်ပြီးတော့ဟိုစေးဝါးတွေလည်းရောက်နေပြီကွာအဲ့ တော်ပြီးတော့ကဲစေရည်တူပြီးတော့ကျွန်မတန်ရရတယ်ကျွန်တော်တန်ရရတယ်တွားပြလေပြီးပြီးတော့ခုပေးစရာမလိုဘူးလေကွာမင်းကငါတို့ကဘာမှမကယ်ပဲနဲ့ပြည်သူတွေကြီးပဲတောက်လျှောက်တတ်နေတာနော်အော်ပြည်သူမှာပြည်သူရှိနေတာပဲကွာပြည်သူကိုပြည်သူကပြန်ကယ်ဖို့မင်းကလေဒါကြတော့ဘာလို့ပြည်သူဦးစားပေးတယ်နော်အေးလေပြည်သူကယ်စေရည်ကြတော့ပြည်သူဦးစားပေးတယ်အေးလေဘာလို့လဲကျန်နေကြပြည်သူဦးစားမလို့ဒါပေမဲ့ပြည်သူတွေပေးတဲ့ဥစ္စာတော့မငါတို့ကဒီဘက်ကငါတို့ကတိန်းသားနေတာယခုယနေ့အချိန်ကြီးကဘာလို့တရင်မပြောပါတော့ငါတို့တရင်မပြောပါတော့မန္တလေးတိုင်းစင်ကို းနဲ့လက်ပံလာရွာပါဘာလို့ကြမ်းပတ်စစ်တပ်ကမနေ့ကညနေပိုင်းကလေနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်နေအများမီးလောင်ပျက်စီးသွားတယ်ဗျမီးလောင်ပျက်စီးတော့ဘာဖြစ်လဲမီးငိမ့်လိုက်ပေါ့မီးလောင်မီးငိမ့်လိုက်ဟောမီးလောင်ဒီလိုပဲနော်ဘာလို့လွယ်လွယ်လေးပြောတယ်နော်လှုပ်ပြီးသွားပြီဆိုရင်နောက်ကချင်ပြည်နယ်မုံငင်းခရိုင်မှာ KIA တမဟာရှစ်ကိုပေါ့နော် KIA တမဟာရှစ်ကိုဘာလို့ကြမ်းပတ်စစ်တပ်ကလေနဲ့ဘုံကျဲတိုက်ခိုက်တာဗျအဲ့ဒီမှာတင်နန်းတက်နေတဲ့တင်နန်းသား 38ဦးသေဆုံးပြီးတော့28ဦးထိခိုက်ဒဏ်ရာရပါတယ်ဗျ။ဘာဖြစ်လဲ။ဘာဖြစ်လဲ။သူသူတင်းနေတော့တက်မှာလေကွာ။တင်းနေတော့တက်မှာငါတို့အလေးငှိုက်ဖတ်ဖတ်ဖတ်ဆိုငါတို့ဝင်လိုက်တာ။တင်းနေတဲ့နေတော့အဘတို့ကသွားပစ်လိုက်တာ။ကိုဘကအပြစ်ခက်ရက်ထားပါတယ်လို့ပြောနေတာ။လက်ပိုက်ပြီးတော့ငင်းငင်းနေပါတယ်ဆိုတာကိုအဘတို့ကနရွက်သူတို့ဆွတ်လိုက်ပါသွားရိုက်လိုက်လုံးနေ ။အော်စစ်ခေါ်တာစစ်ကူခေါ်တာ။တကယ်ကထားလိုက်လဲအမတို့ပြေးရအောင်။စစ်ကူခေါ်တာစစ်ကူခေါ်တာ။ဟုတ်ရှင်းတယ်နော်။ဟိုကပြည်သူတွေကိုငဲ့ညာပြီးတော့မတိုက်တာနော်။တရင်မပြောပါ။တရင်မပြောတော့။အမအခုမြန်မာနိုင်ငံအလဲပိုင်းမှာဒီမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်းအားမြင့်တဲ့ငလျင်တန်ကြောင့်ပေါ့နော်။အဲ့ဒီမှာငလင်တန်းနေတင့်နေရတဲ့အချိန်မှာကျွန်တော်အဘတို့မတရားဖမ်းဆီးအကျဉ်းချထားတဲ့ဒီလူလူကောင်းဆောင်ဒေါံဆန်းစုကျင်တဲ့တမရကြီးဦးဝင်းမြအပါဝင်နိုင်ငံကြီးအကျဉ်းသားများရဲ့အခြေအနေကိုအဲ့ဒီပြည်သူပြည်သားတွေကတော်တော်စိုးရိမ်နေရတယ်ဗ ပြည်သူပြည်သားတွေဆိုးရင်လည်းအဲဆိုးရင်လည်းပြည်သူပြည်သားတွေပါနောက်ထပ်မဆိုးရင်ရောသူတို့ပါဆွဲဖမ်းလာရတာဩအမပြည်သူပြည်သားတွေကဒိုင်းမီလုံးကပူဆွေးနေတာနော်အမဩပူဆွေးနေလားပူဆွေးနေလဲအကုန်လုံးဖမ်းလာလားအဲ့ဒါဆိုရင်အမမြန်မာနိုင်ငံကြီးကိုခြံစည်းရိုးခတ်ပြီးထောင်ချလိုက်လို့ဖြစ်နေတာဩလုံးတဲ့ရင်လုံးအောင်ပါဘောအဲ့ဒီခြံစည်းရိုးမြန်မာနိုင်ငံကိုခြံစည်းရိုးခတ်တာလဲငါတို့မှပတ်ဆက်မရှိဘူးငါတို့ပတ်ဆက်လည်းမထုတ်ဘူးနိုင်ငံတကာအကူအညီတောင်းပြီးငါတို့ခတ်ပါအခုနိုင်ငံသားပြည်သူတွေကလည်းစိုးရိမ်နေတယ်။အေးလေငလျင်ရောက်လာလူတဲ့ပစ္စည်းတွေအဲ့ဒီပတ်စံတွေဘာတွေငေါတွေကနေပြီးတော့ ဒီဘက်ကငါတို့ကလှည့်သုံးလေးပါဘောပြည်သူတွေငါတို့မပေးတော့ဘူးလေကွာအဲ့လိုမျိုးလောက်မှာပေါ့အေးမတရားလောက်တာနော်ဗျမင်းလုံးမဟုတ်ဘူးငါတို့တတိမဲ့ပြောတော့အဲ့မင်းငလင်တန်ကြောက်ပါနော်နေပြီးတော့မှစစ်မှုတန်းတင်တန်းတက်ရန်တက်နေသူအချို့ကဒဏ်ရာထိခိုက်ဒဏ်ရာရပါတယ်အဘတို့တင်တန်းပေးနေတယ်လူအချို့ဩဒဏ်ရာရခုနကဘွာမင်းကယ်ဆယ်ရေးပွဲတွေရှိတာပဲသူတို့ရှိရမင်းစိတ်ကူးတော်မှုတောင်းလိုက်ပေါ့မင်းရလေအဲ့ဒါဘာဖြစ်လို့ဒဏ်ရာရလဲဆိုတော့အဲ့မင်းငလင်လုံနေတဲ့ချိန်မှာအဲ့စစ်မှုတန်းတက်သားတက်တွေကိုအဘတို့ထွက်ပြေးမှကြောက်လို့ဆိုဘယ်မှမပြေးပဲနဲ့အဘတို့အဆောင်နေထဲမှာပိတ်ထားတာလေးပါအဲ့ကြောင့်မထိခိုက်ဒဏ်ရာရပါ ။အော်ပိတ်ထားမှရမှာမပိတ်ထားဘူးဆိုရင်ဒီကောင်တရားနေတော့မင်းထွက်ပြေးသွားရင်မင်းမင်းရောတော့ပြီးထွက်ပြေးသွားရင်ငါတို့ဘကနောက်ထပ်ပေါ်တာလေးပေါ်နေလေးတိတ်ဆွဲလို့ကောင်းလို့တော့မဟုတ်ဘူးလေကွာမင်းရတယ်။ဆွလိုက်ပြုံလိုက်တိုက်ပြီးပြီးသေးဘူးဘယ်လိုလုပ်မလဲ။အော်သူ့တိုင်းနဲ့သူ့ကံပေါ့မင်းရတယ်။အော်အမတို့ကျတော့လွန်အောင်ထွက်ပြေးပြီးတော့ဟိုမှာဟိုတရင်တော့တယ်မှာတွေ့တယ်မလားတရင်တော့ရိုက်ပြတာဗျာ။ဒါပေမဲ့မင်းလုံးမဟုတ်ဘူး။အတက်ကိုညံဆောင်တယ်ဥစ္စာကိုကန်ဆောင်တယ်သဘောပေါက်လားညံလေးလွှာသုံးပါလေအတက်ကိုညံဆောင်တာမဟုတ်အတက်ကိုစစ်ကောင်စီဆောင်စစ်ကောင်စီကတတ်နေတာ စစ်ကောင်ကြီးကပဲတတ်နေတယ်မသိသေးရဟုတ်တယ်ဒါပဲပြောတော့အဘဝေါ်မျိုးနယ်မှာရင်တိုင်းမှုဖြစ်သွားတယ်ပါအဘတို့ဂျမ်ဘတ်စစ်ကောင်ကြီးအဖွဲ့အဝင်ကရှစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်ပါအဲ့နေပြီးတော့မှကျွန်တော်တတ်မတော်နေအခါနာအပြီးအပြန်မှာတိုက်ခံရတာပါတိုက်ခံတာပါတိုက်တိုက်ပြီးစီလေကွာတိုက်ပြီးတိုက်ပြီးတိုက်တိုက်တိုက်မစစ်ရပြလာတဲ့လူတွေလေရဲမေတွေမှရှစ်ဦးပါသွားတယ်ပါဩရဲမေပါတာပဲကွာဘာဖြစ်လဲငါတို့ဒီမှာမေးအပေါ်တော့မုံဆိုးမှမုံဆိုးမှတော့ငါတို့ရဲရဲမေပြင်ငါတို့လောက်ထားတာအပေါ်တော့မုံဆိုးမှပဲဟုတ် အဲ့ဒီမှာအဘာတို့ဘက်ကထိခိုက်ဒဏ်ရာရတာကိုအဲ့ဒီဘက်တစ်ဖက်ကယင်မောင်းသမောင်းအဘာတို့တရားဆွဲတာလေပရိုဘောက်မောင်းလာတယ်လေယင်မောင်းသမောင်းဆွဲရမယ်လေဆွဲရမယ်ဆွဲရသူတို့လည်းထိခိုက်ဒဏ်ရာရပြီခုတတိလစ်နေတယ်လေဗျမှားလားငါတို့ကမှားပြီမယ်ငါတို့တရားအမြင်မဲ့ဒီကောင်တို့ဘာငါတို့တရားဆွဲရမယ်ငါတို့ဒီစစ်တပ်ကိုတာပြီးတော့မထိခိုက်နဲ့ထိခိုက်ငါတို့အကုန်လုံးမှာပဲမတရားစစ်တပ်ကြံပတ်စစ်တပ်ပေါ့နော်ဟရ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 တလင်းမဲ့ပြောတော့အဘအင်းတိုင်းပြည်လုံးပူးစေးတော့ကရောက်ပြီးတော့တည်ကြည်ပြည့်စည်နေတဲ့ချိန်မှာအဘတို့ကကြံဆိုရာကြီးကိုလုံးမလို့လားဩကဘာနေပြီးတော့ဟာငါတို့ မြန်မာပြည်မှာအေဂျင့်နေပါတယ်အေဂျင့်တာယာနေပါတယ်ဆိုတော့ပြရုံအောင်တော့ပြနေလို့လောက်တာလေကွာဘယ်နားမှာအေဂျင့်နေလို့လဲဗျဘယ်နားမှာတာယာနေလို့လဲဩအဘတို့ကအေဂျင့်တာယာတဲ့တကြံယူကောက်လို့တော့ဘယ်နားမှာအေဂျင့်တာယာနေလို့လဲဗျဩအေဂျင့်ချင်းမအေဂျင့်ချင်းကွာမင်းကလည်းငါတို့တကြံအောင်ငါတို့ကလောက်တယ်ဆိုတော့အဲ့ပြောက်ကြီးကဘာဟုတ်ကတော့ချပြလိမ့်မှာပါ။ဘာလို့ဒီပြည်သူတွေဒုက္ခရောက်သေးကြပြက်စီနေရအဲ့ဒါကြတော့မကယ်ဆယ်ပဲနဲ့တကြံဆိုတာယူလုံးမယ်။တကြံဆိုတာနှစ်တိုင်းလုံးလို့ရတယ်ဗျ။ဒီမြင်းကလင်းတန်းဆိုတာတသက်မှတစ်ခါဖြစ်သွားတာကြီးဗျ။ ကျွန်တော်တို့တသက်မှာတော့ငွေတော့မကြဘူးအခုဖြစ်သွားတာကြောက်စရာကြီးတော့ဗျတကယ်ပြင်းအားပြင်းတာနော်ပြင်းအားပြင်းတာကြီးမင်းတို့လည်းပြောတယ်ပြည်သူတွေလည်းပြောတယ်ပြည်ပါမြန်မာတွေလည်းပြောတယ်ငါတို့မှာပြည်သူမှာပြည်သူပဲရှိတယ်ဆိုအခုပြည်သူကိုပြည်သူကပြန်ကယ်ဖို့မင်းရတယ်ဘာဖြစ်လဲဒါကြတော့ဘာလို့ပြည်သူကိုထိုးချတာဗျအေးဒါကြတော့ပြည်သူလွှဲချတာအော်ဘာဖြစ်လဲဗျပြည်သူမှာပြည်သူပဲရှိတယ်မင်းတို့ပြောတဲ့စကားတွေမင်းတို့ကယ်ဖို့အခုရှိသေးတယ်ဗျ ဲ့ဒီကျုံးမေးမှာငလင်တန်းတင်းလို့ဆိုပြီးတော့အိမ်နေပြိုကျပျက်စီးလို့နေရမရှိလို့ကျုံးမေးမှာကပ်ပြီးအိမ်နေရတဲ့ပြည်သူတွေငါသိတယ်လေအဲအဲ့ပြည်သူတွေအဘာတို့ကဒီတကြံမန်တက်ကြီးစောက်မလို့ဆိုပြီးတော့မလွတ်လို့ဆိုအတင်းဖယ်ခိုင်းနေတယ်မောင်းထုတ်တယ်ဘလို့နှလုံးသားတွေနဲ့လုံနေကြတာလဲပါအော်ဘလို့နှလုံးသားနဲ့ပဲလုံလို့အဓိကငေါတို့ကြီးကခုနကဘာတိအောင်တော့ချပြမယ်လို့မျိုးပြောပြီးသွားပြီလေကွာဒါလည်းမပြီးသေးဘူးအဘအဲ့ဒီမှာပြိုကျပျက်စီးနေတဲ့အိမ်တွေကိုဒီ15ရက်အတွင်းဒီအင်ရှင်တွေကနေရှင်းလင်းပေးရမယ်တဲ့အဘတို့ကြတော့အုတ်တစ်ချက်တောင်သွားမကောက်ပဲနေ 哦မင်းတို့ပြောပြောနေပြည်သူမှပြည်သူပဲရှိတယ်ဆိုကို့ချင်းချင်းလောက်ကြပေါ့အဲ့ဒီအင်ကလူကဒီအင်လာဆိုပြီးတော့ကုလေဒီအင်ကလူကဟိုဘက်ကိုသွားပြီးကုလေအဲ့လိုမျိုးကုပေါ့မရှိတော့ဒီအင်ကလူလည်းအဲ့ဒီအင်ထဲမှာပြိုကြနေပြိနေတယ်ဒီအင်ကလူလည်းဒီအင်ထဲမှာပြိနေတယ်ဘယ်သူမှထွက်လို့မရဘူးဟောအဲ့ဒါဆိုလေရှင်းရှင်းလေးဝိညာဉ်တွေကလုတ်ပေါ့မင်းရလေအပအဲ့မြအဲ့မတ်လ28ရက်နေပြီးတော့အေဗလာ10ရက်နေရှိပေါ့နော်အဲ့ငလင်တန်ကြောင့်ပြင်းအားမြင့်နေငလင်တန်ကြောင့်တအားအားပြင်းနေငလင်တန်ကြောင့်တေဆုံးသူက 3956ယောက်ရှိသွားပြီပါ။အင်းအင်း။ထိခိုက်ဒဏ်ရာရသူက4595ယောက်ရှိသွားပြီပါ။ပျောက်ဆုံးတဲ့သူကတော့905ယောက်ရှိသွားပြီပါ။အဲအထက်ထဲမှာလို့ပေါ်နေရင်ပေါ်လာမှာပေါ့ကွာ။ဒါကဒီတဘာဝငလျင်တန်ကြောင့်လူတွေတည်ကြည်ပြက်စီးတာပေါ့နော်။ဒီအဘတို့ရဲ့ဒီလောက်လူတွေတည်ကြည်ပြက်စီးနေရတဲ့အချိန်မှာဘာလို့အကြံဖတ်စစ်တပ်ကဒီလက်နက်နဲ့သွားပြီးတော့ပြစ်ခတ်တိုက်ခိုက်တာလေရင်နဲ့ဘုံကျဲတာလို့တည်ကြည်ပြက်စီးရတဲ့လူရှိသေးတယ်ပါ။ဘယ်ဘယ်ဘယ်နှစ်ယောက်တွေပြော။ ဒီမတ်လ28ရက်နေ့အေဗီလာ1ရက်နေ့အတွင်းကိုဒီအင်အားပြင်းတဲ့ငလျင်တန်ကြောင့်တေဆုံးသူက3956ယောက်ရှိတယ်ဗျ။အင်းထိခိုက်ဒဏ်ရာရသူကတော့4595ယောက်ရှိတယ်ဗျ။ပျောက်ဆုံးသူကတော့905ယောက်ရှိတယ်ဗျ။ဩပျောက်ဆုံးသူကဒီငါတို့ဒါလေးကိုငါတို့ဖော်လိုက်ရင်သူတို့တွေ့မှာပဲလေကွာ။ဒါကတဘာဝဘေးအန်တွေရောက်တေဆုံးရတဲ့လူတွေပေါ့နော်ဗျ။အေးအဘာဖြစ်လဲ။ဘာဖြစ်ရှိလဲ။ဒီလိုမျိုးတဘာဝဘေးအန်တွေကြုံနေရတဲ့အချိန်မှာဘာလို့အကြံဖတ်စစ်တပ်ကလင်းနဲ့ဘုံကျဲတာ။စစ်တမ်းနဲ့တော့လုံလိုက်။အခုအကြံဖတ်နေတာလေးဗျ။ လေနဲ့ဘုံကျဲတာလက်နက်ကြီးနဲ့တိုက်ခိုင်းမှုကြောင့်လူသေဆုံးမှုတွေရှိတယ်ဗျအဲ့ဒီမတ်လ28ရက်နေ့ကနေအီဗီလာ10ရက်နေ့အတွင်းအဘတို့အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုင်းမှုလက်နက်ကြီးပစ်ခတ်မှုက32ကြိမ်ရှိတယ်ဗျတေဆုံးသူကတော့52ဦးရှိတယ်ဗျထိခိုက်ဒဏ်ရာရသူကတော့49ဦးရှိတယ်ဗျ ွာအဲ့တော့ဘာဖြစ်လဲကွာမင်းကလေဘာလို့မြန်မာတနိုင်ငံလုံးကပူဆွေးတော့ကရောက်နေတဲ့အချိန်မှာဒီတဘာဝဘေးအန္တရာယ်တွေရောဒီဘာလို့စစ်ဘေးတွေရောကြုံနေရတဲ့အချိန်မြန်မာနိုင်ငံပြည်သူပြည်သားတွေကအမိမဲ့သားရင်းနှင်းငါလို့ဖြစ်နေပြီပါဩဘာဖြစ်လဲမင်းကလေဘာအဲ့ဒါတွေအကုန်လုံးကတိုင်းပြည်အုပ်ချုပ်တဲ့တက်ချုပ်ကြီးတောက်တုံးမကြလို့ဖြစ်တာနော်ဗျ